ငွေကြေးဖုံးပွားမှုတန်ကနေရှင်းသန်းနိုင်ဖို့လှုံ့ဆော်ရမယ့်ဤလည်းများယနေ့ကဘာကြီးမှလူပြောအများဆုံးနဲ့လူတွေအစိုးရဆုံးအကြောင်းအရာဟာငွေကြေးဖုံးပွားမှုပဲဖြစ်ပါတယ်။နိုင်ငံတွင်းငွေကြေးဖုံးပွားမှုဖြစ်လာခဲ့ရင်ဒီအရာကနေကြော်လွားဖို့အတွက်အခက်ခဲပါတယ်။ခက်ခဲတဲ့ဆိုတာကလည်းဤလည်းမရှိလို့ထွက်ပေါက်ကိုမရှာနိုင်လို့သာခက်ခဲရတာပါ။ငွေဆက်ကူတန်ဖိုးတွေမချိမဆန့်ကျလာတော့မယ့်အခြေအနေကိုခံမှန်းပြီးတော့ပြင်ဆင်သင့်တာတွေကိုကြိုတင်ပြင်ဆင်ဖို့အရေးကြီးပါတယ်။ကျွန်တော်ကပြောပြမယ့်ဤလန်းတွေဟာဘယ်စီးပွားရေးစာအုပ်ထဲကမှကြည့်ပြောမှာမဟုတ်ပါဘူး။ ကမ္ဘာအဆိုးဆုံးငွေကြေးဖောင်းပွားမှုတန်ကနဲ့လොမြောက်ခဲ့တဲ့ဇင်ဘာဝေနိုင်ငံသားတချို့သုံးခဲ့တဲ့နီလန်တချို့ကိုပြန်လည်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။အစင်းစင်းဖြစ်တဲ့ဆိုရင်တော့ဗီဒီယိုကိုစလိုက်ကြရအောင်ပါ။နံပါတ်၄အနေနဲ့ငွေကြေးဖောင်းပွားဖို့အလားအလာကိုမြင်တာနဲ့အမြန်ရုံးထွက်ဖို့နီလန်ရှာရပါမယ်။တိုက်တက်တဲ့သင်္ဘောကြီးမြုပ်တော့သင်္ဘောပေါ်မှာဘေးကင်းတဲ့နေရာကိုရှာတဲ့သူတွေရှိပါသေး။ဒါပေမဲ့ရေအောက်ကိုမြုပ်မဲ့သင်္ဘောမှာဘေးကင်းတဲ့နေရာဆိုတာလုံးဝရှိမနေပါဘူး။အသက်ကလေးယူပြီးတော့အမြန်ထွက်ပြေးမှသာဘေးကင်းမှာပါ။ဒီလိုပါပဲ ငွေကြေးဖောင်းပွားမှုကိုကြုံရတော့မယ့်နိုင်ငံမှာဘေကင်းရာကိုရှာနေလို့မရပါဘူး။နိုင်ငံရဲ့ငွေကြေးကအားလုံးနဲ့ဆက်နွယ်နေပါတယ်။ဒါကြောင့်ဖြစ်နိုင်ရင်တော့ passport ဆောင်ထားပြီးတော့အချိန်လေးကောင်းတာနဲ့တခြားနိုင်ငံမှာခေတ္တရှောင်နေသင့်ပါတယ်။နံပါတ်2အနေနဲ့ကတော့ရရွာအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ကြောလွှားရမှာဖြစ်ပါတယ်။နိုင်ငံတစ်နိုင်ငံဟာစစိုးဝါငွေကြေးဖောင်းပွားပြီဆိုတာနဲ့အငံပေးဆိုင်မှုတွေဒုစရိုက်မှုတွေကလည်းနေရာနှက်မှာဖြစ်ပေါ်လာမှာပါ။အဲ့ဒီချိန်တုန်းကဇင်ဘာဘွေမှာကွန်ကြီးရေးအသင်းတွေအလှူရှင်တွေနဲ့ဘာသာရေးအဖွဲ့အစည်းတွေပူးပေါင်းပြီးတော့ နိုင်ငံသားတွေကအစားအသောက်နဲ့ရိတ်ခါတွေကိုမီတင်းခဲ့ရပါတယ်။ဒီအချိန်မှာဆိုရင်ခက်ခဲတယ်ဆိုပေမဲ့အဖွဲ့အစည်းကောင်းတဲ့အခါမှာကျော်လွှားနိုင်မှာဖြစ်ပါတယ်။နံပါတ်3အနေနဲ့ကတော့နိုင်ငံသားငွေကိုလက်ထဲကင်ထားခြင်းပဲဖြစ်ပါတယ်။အစိုးရကငွေဆက်ကူတွေအမြောင်များထုတ်ရင်းနဲ့ဖောင်းပွားမှုဖြစ်ပြီးတော့နိုင်ငံတွင်းပတ်စံဟာတန်ဖိုးမရှိဖြစ်သွားပါတယ်။အဲဒီအချိန်မှာနိုင်ငံတကာငွေကြေးဖြစ်ပြီးတော့တည်မြဲမှုရှိတဲ့ဒေါ်လာငွေကိုလဲပြီးတော့ကင်ထားတယ်ပါတယ်။ဒါပေမဲ့နိုင်ငံထဲမှာဆိုရင်တော့ဒီနေ့ကအလုံးသိမ့်မဖြစ်ပါဘူး။အစိုးရကချက်ချင်းပြည်တွင်းငွေနဲ့ပြန်လဲပြင်နိုင်လို့ပါ။ အကောင်းဆုံးကတော့နိုင်ငံခြားဝင်ကိုတခြားနိုင်ငံရဲ့ဘဏ်တစ်ခုထဲမှာထည့်ထားတာပဲဖြစ်ပါလိမ့်။ဒါပြင်ရွှေတွေငွေတွေကိုပါဘေးကနေစုထားတာမျိုးလည်းလုပ်တင်ပါလိမ့်။နဂတ်လေးအနေနဲ့ကတော့တန်ကျေးရှိတဲ့ရွှေငွေတွေအပြင်ဓာတ်စီဒီဇယ်စားသောက်ကောင်တွေကိုငွေသားနဲ့အမြန်ဝယ်ထားတင်ပါလိမ့်။နဂတ်ကအနေနဲ့ကတော့ငွေကြီးဖောင်းပွားနိုင်မဲ့အခြေအနေတွေကိုစတင်သုံးသပ်ပြီးပြီဆိုတာနဲ့တန်ဖိုးတက်လာမဲ့စားသောက်ကောင်နဲ့စီတွေကိုတနည်းနည်းနည်းစီဝယ်ထားတင်ပါလိမ့်။နံပါတ်6အနေနဲ့ကတော့ငွေတန်ဖိုးတက်နေတဲ့အချိန်မှာအမောက်များများနဲ့ငွေချေးဖို့ဖြစ်ပါလိမ့် ရလာတဲ့ချင်းငွေတွေကိုအပေါ်မှာပြောခဲ့တာတွေကိုဝယ်ထားတဲ့ပါလေငွေကြေးရေချိန်ကျလာတဲ့အခါမှာကိုချီးခဲ့တဲ့ငွေတန်ဖိုးထက်နည်းတဲ့ပမာဏကိုပြန်ဆက်မယ်ဆိုရင်တော့အမြတ်ရနိုင်ပါလေနံပါတ်9ကတော့ငွေကြေးဖောင်းပွားတဲ့အချိန်မှာကိုပိုင်ဆိုင်မှုတွေကိုသေချာစီမံဖို့လိုပါလေဒါကတော့လုပ်ငန်းရှင်တွေအတွက်အဓိကဖြစ်ပြီးတော့ပိုင်ဆိုင်မှုကိုစီမံနိုင်ရင်ဝင်ငွေလုံးဝမရှိတော့ရင်တော့မှဆုံးရှုံးမှုရှိမှာမဟုတ်ပါဘူးနံပါတ်10အနေနဲ့ကတော့အငိမ့်စားဝင်တန်းတွေအနေနဲ့ငွေကြေးဖောင်းပွားမှုကနေရှင်းသန်နိုင်ဖို့အတွက်ဗန်ထဲမှာစုထားတဲ့ငွေသားတွေနဲ့တန်ဖိုးရှိနိုင်မဲ့ပစ္စည်းတွေကိုဝယ်ယူထားဖို့လိုပါလေ။ နံပါတ်9အနေနဲ့ကတော့ကိုယ့်ရဲ့ငွေနဲ့အသေးစားလဲလှယ်မှုတွေကိုအမြန်လုပ်ရမှာဖြစ်ပါတယ်။ဒီနေရာမှာလုံခြုံသေချာမှုရှိတဲ့ digital ငွေကြေး Bitcoin နဲ့နေစီဝယ်ကင်ထားဖို့အကြံပေးခြင်းပါတယ်။နံပါတ်10ကတော့စုထားတဲ့ငွေကြေးတွေကိုအကျိုးရှိမဲ့တနေရာမှာခိတာရင်းနှီးမြှုပ်နှံထားတာမျိုးကိုလုပ်သင့်ပါတယ်။ဥပမာအချမ်းမြေဝယ်တာမျိုးပေါ့။ဒါကိုတော့ဖောင်းပွားမှုမဖြစ်ခင်မှာကြိုတင်လုပ်ထားသင့်ပါတယ်။ဒီလိုအချက်တွေကိုကြိုတင်လုပ်ဆောင်ထားနိုင်မယ်ဆိုရင်တော့ငွေကြေးဖောင်းပွားမှုဖြစ်တဲ့အခါမှာအနည်းငယ်များကျော်လွှားနိုင်ပါလိမ့်မယ်။ ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ကျိုးတဆုံးတရားဖြစ်တုံးနေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လေးလုပ်ပေးသွားခဲ့လို့ရပါတယ်။အဆုံးဒီကြည်ပေးခဲ့ကြတဲ့တော့အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာ။